ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ22ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် NUG ပြည်ထောင်စုအစိုးရ ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC နှင့်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ပုံမှန်အစည်းအဝေးပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။မြို့သားညီညွတ်ရေးအစိုးရ၏ပြည်ထောင်စုအစိုးရပြည်နယ်ဖက်ဒရယ်ယူနစ်များအကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC အတွင်းရေးမှူးအဖွဲ့နှင့်စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည်2025ခုနှစ်ဇွန်လ20ရက်နေ့ညနေ9:00နာရီအချိန်တွင် Zoom platform မှတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ အစည်းအဝေးပွဲတွင် FSCC အတွင်းရေးမှူးအဖွဲ့မှပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြပြီးစကိုင်းဖယ်ရယ်ယူနစ်လွှတ်တော်မှဥက္ကဋ္ဌနှင့်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ထို့နောက်စကိုင်းဖယ်ရယ်ယူနစ်ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်သောအမြင်သဘောထားများကိုအပြန်အလှန်ရင်းနှီးပွင့်လင်းစွာအပိသက်ဆွေးနွေးဖလှယ်ခဲ့ကြကာအစည်းအဝေးအမှတ်အစဉ်၈မြင်းဆောင်2025အားညနေ9:30မိနစ်အချိန်တွင်အောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့် ဘေကင်းဆေးရုံများတိစောက်နိုင်ရေးပါဝင်လှူဒန်းကြရန်ပြည်ထောင်စုဝန်ကြီးပမောက်ခဒေါက်တာဇော်ဝေဆိုးကထပ်မံတိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်။ဘေကင်းဆေးရုံများတိစောက်နိုင်ရေးပါဝင်လှူဒန်းကြရန်မျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပမောက်ခဒေါက်တာစောဝေဆိုးကထပ်မံတိုက်တွန်းနှိုးဆော်ထားပါတယ်။ထို့အပြင် ဘေကင်းဆေးရုံများတိစောက်မြင့်မြေနေရာရွေးချယ်ခြင်းပြင်ဆင်ခြင်းနှင့်စောက်လုပ်ခြင်းလုပ်ငန်းများကိုပြည်ထောင်စုဝန်ကြီးကိုတိုင်ကွင်းစင်းကြီးကြပ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ Safe Hospital Safe Healthcare ရဲ့ရည်မှန်းချက်တာဂတ်မှာ American Dollar 4သိန်းဖြစ်ပြီး campaign ကာလ duration မေလ24ရက်မှဇွန်လ30ရက်နေ့အထိဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီး150နှစ်မြောက်ကရင်နီမျိုးသားနှင့်အထိမ့်မတ်အဖြစ်ကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီမှပြည်တံရှော့ပေါ်ခွင့်နှင့်ပြည်တံလွန်ငင်းခွင့်များပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။150ကြိမ်မြောက်ကရင်နီမျိုးသားနှင့်အထိမ့်မတ်အဖြစ်၎င်းလူသားချင်းစာနာထောက်ထားမှုကိုအလေးထားသော အဖြစ်၎င်းအကျဉ်းထောင် စခန်းအသီးသီးတွင်အကျဉ်းကြခံနေရသောအကျဉ်းသူအကျဉ်းသား186ဦးကိုကရင်နီပြည်ဤဂျာကာလာအစီမံအပိုက်85အပိုက်ခွဲခါခွေးအရာ 2025ခုနှစ်ဇွန်လ22ရက်မတိုင်မီကျူးလွန်ခဲ့သောပြစ်မှုတစ်ခုခုနှင့်ဆက်လင်း၍ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါကယင်းတို့အကြခံနေရသောပြစ်ဒဏ်အသီးသီးကိုပြစ်ဒဏ်လျှော့ပေါ်ခွင့်နှင့်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်းသတင်းထုတ်ပြန်ပါသည်။အကျဉ်းသူအကျဉ်းသား148ဦးကိုပြစ်ဒဏ်လျှော့ပေါ်ခွင့်ပေးခဲ့ပြီးအကျဉ်းသူအကျဉ်းသား28ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမန်းယူ105မိုင်တွင်ညီနောင်မဟာမိတ်သုံးဘွဲ့မှတက်တန်းကုန်နေသည့်စေဝါနှင့်စားသောက်ကုန်ပစ္စည်းများကိုစစ်ဆေးပြီးမိရှုဖျက်ဆီးတဲ့တရင်ကိုတင်ပြပေးပါမယ်။မေလ26ရက်နေ့တွင် နမ်ခမ်းခရိုင်မန်းယူ105မိုင်တွင်ညီနောင်မဟာမိတ်သုံးဘွဲ့မှတက်တန်းကုန်နေသည့်စားသောက်ကုန်နှင့်စေဝါပစ္စည်းများကိုစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း TNL မှတရင်ထုတ်ပြန်ပါသည်။မန်းယူ105မိုင်အတွင်းရှိစေကမ်းများနှင့်ကုန်းစုံဆိုင်များကို လိုက်လံစစ်ဆေးခဲ့ရာတွင်တက်တန်းကုန်နေသည့် ပစ္စည်းများကိုလည်းစစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါစစ်ဆေးတွေ့ရှိထားသည့်ပစ္စည်းများကိုလည်းတင်ဆက်သွားခဲ့ကာဇွန်လ20ရက်နေ့တွင်မိရှုဖြစ်စည်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့သောစစ်ဆေးမှုပြုလုပ်ရခြင်းသည်မိဘပြည်သူလူထုများမှသက်တမ်းကုန်ဆုံးနေသည့်ဆေးနှင့်စားသောက်ကုန်ပစ္စည်းများကိုမဝယ်မိစေရန်ဖြစ်ပြီးရောင်းသူများကိုလည်းနောက်နောက်မရောင်းရန်နှင့်ပြည်သူလူထုများ၏ကျန်းမာရေးကိုအလေးထားကာကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ကုန်များကိုသာရောင်းချရန်နောက်ဆုံးအကြိမ်အတိပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့ဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့်ဆိုင်များအနေဖြင့်သက်တမ်း ်ကုန်နေသည့်ပစ္စည်းများကိုထပ်မံတင်သွင်းရောင်းချပါကထိုပစ္စည်းများ၏တန်ဖိုးအတိုင်းပေးလျော်ရမည်ဖြစ်ကြောင်းအရေးယူသွားမည်ဖြစ်ကြောင်းသတိပေးခဲ့တယ်လို့သိရပါတယ်။အလားတူဇွန်လ18ရက်နေ့ကလည်းတပ်တန်းကုန်နေသည့်စေဝါနှင့်စားသောက်ကုန်ပစ္စည်းများကိုမြို့စီမံအုပ်ချုပ်ရေးကော်မတီမှထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုင်းဝီမြို့နယ်တွင်စာဝတ်နေရေးခက်ခဲနေသည့်နေအိမ်များကို TNL မှဆန်8 128အိတ်ထောက်ပံ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ဧပြီလအတွင်းမိုင်းဝီမြို့နယ်ကျေးရွာဆဲရွာတွင်စာဝတ်နေရေးခက်ခဲနေသည့်နေအိမ်များကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မြို့နယ်ထွေထွေအုပ်ချုပ်ရေးဌာနမှဆန်8ပေါင်း128အိတ်ထောက်ပံ့ပေးခဲ့ကြောင်း TNL မှသတင်းထုတ်ပြန်ပါတယ်။ပန်ရုပ်အောက်ကျေးရွာမှဆန်2အိတ်ပန်ရုပ်အထက်ကျေးရွာမှဆန်10အိတ်စေကင်းကျေးရွာမှဆန်7 အိတ်မန်ဘူးကျေးရွာမှာဆန်73အိတ်မန်ပန်ကျေးရွာမှာဆန်72အိတ်ပန်ဟန်ကြီးကျေးရွာမှာဆန်1အိတ်နမ်ဆန်ကျေးရွာမှာဆန်2အိတ်ပြင်းလုံးကျေးရွာမှာဆန်38အိတ်ကောင်းဆောင်ကျေးရွာမှာဆန်73အိတ်တွန်ပုတ်ကျေးရွာမှာဆန်79အိတ်နဲ့ပြင်းလုံးကျေးရွာဖုန်ကြီးကျောင်းမှာဆန်5အိတ်စီထောက်ပံ့လှူဒန်းပေးခဲ့တယ်လို့သိရပါတယ်တုံဟုံအုပ်စုအတွင်းရှိကျေးရွာများသည်မိုးရာသီရောက်လင်လမ်းများလဲသွားလာရန်ခက်ခဲရှိသောကြောင့်မြို့ပေါ်ရောက်ရှိရန်ခက်ခဲတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတပရင်းမြို့နယ်အိုထိန်တွင်းရွာမှလေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရကျောင်းသားကျောင်းသူများအားငွေကြေးထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်။တပရင်းမြို့နယ်အိုထိန်တွင်းရွာရှိစာတင်ကျောင်းကိုစစ်ကောင်စီတပ်မှလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှအပြင်းထန်ဒဏ်ရာများဖြင့်ယခုအချိန်ထိစေဝါကုသနေရဆဲကျောင်းသားကျောင်းသူ၅ဦးအားတဦးလင်တသိန်းကျပ်နှုန်းဖြင့်ငွေကြေးထောက်ပံ့မှုပြုလုပ်ခဲ့ကြောင်းသတိပြည်သူဖေးမကူကွန်ရက်မှအတိပေးထုတ်ပြန်ပါတယ်။အဆိုပါအလှူကိုကွန်ရက်မှတဆင့်အလှူရှင် င်ဥကျော်သူရဒေါ်ထေးထေးမာတို့မှမင်္ဂလာတက်တန်းအနှစ်30ပြည့်ပလဲရတုအထိမ့်မဲ့အဖြစ်လှူဒန်းခဲ့ခြင်းဖြစ်ပြီးအလူရှင်များကိုစားထိပိတ်ရှင်စစ်ဆောင်ကူညီထောက်ပံ့ရေးအဖွဲ့မှတွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ ခုနောက်ဆုံးတဲ့အနေဖြင့်ထောက်ပို့တာဝန်ပြက်ကွက်မှုမရှိတဲ့ PRF ထောက်ပို့တပ်သားများကိုပြက်ကွက်မှုမရှိကမ်ပိန်းနဲ့ဂုံပြုမြေဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF စတင်ချိန်ကတည်းကနေပြည်သူကာကွယ်ရေးတပ်မတော်ဤပြည်သူကာကွယ်ရေးတပ်သားတွေရဲ့နောက်ကျောဘက်ကနေမမမမတ်ရက်တည်ရင်ပြည်သူကာကွယ်ရေးတပ်မတော်ရဲဘော်တွေရဲ့စားနပ်ရိက္ခာနဲ့အထွေထွေအသုံးစရိတ်အတွက်ထောက်ပို့ခဲ့ကြတဲ့ PRF တပ်သားတွေကိုပြက်ကွက်မှုရှိကမ်ပိန်းကနေဂုံပြုမှာဖြစ်ကြောင်း PRF မှသတင်းထုတ်ပြန်ပါတယ်။မတရားတဲ့စ စစ်တပ်အာဏာသိမ်းမှုအာဏာရှင်ရဲ့ဖိနှိပ်မှုတွေကိုငုံမခံခဲ့ကြဘူးဒီလိုနဲ့ဆန္ဒပြမှုတွေကနေတဆင့်လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်တွေဖြစ်လာခြင်းတိုက်ပွဲဝင်နေရတဲ့ကာလတလျှောက်လုံးမှာရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေရှိလဲနောက်မဆုတ်ခဲ့ဘူးအလားတူ ထောက်ဖို့တပ်သားတွေအနေနဲ့လည်းအာနာရှင်လက်အောက်မှာခတ်ခဲကြတဲ့နေစဉ်ဘဝရှင်သန်မှုတွေတဘာဝဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရလဲထောက်ဖို့တာဝန်တာဝန်ထမ်းဆောင်မှုမှာပြက်ကွက်မှုမရှိဘူးဒီလိုအင်မတန်ဂုဏ်ယူစရာကောင်းတဲ့စိတ်ဓာတ်နဲ့ယုံကြည်မှုတွေကိုပြည်သူတော်လှန်ရေးထောက်ဖို့တပ် PRF ကနေတမိုင်းဝင်ဂုံပြူပေးကျင်ပါတယ်လို့ဖော်ပြထားပါတယ်ပြက်ကွက်မှုမရှိကမ်ပိန်းကဂုံပြူရာတွင်2024ခုနှစ်ဇူလိုင်လမှ2025ခုနှစ်ဇွန်လအထိတာဝန်ထမ်းဆောင်ထားသူများကိုတနည်းဆက်တိုက်ပြက်ကွက်မှုမရှိ ှိတပ်သားများ2023ခုနှစ်ဇူလိုင်လမှ2025ခုနှစ်ဇွန်လအထိတာဝန်ထမ်းဆောင်ထားသူများကိုနှစ်နှစ်ဆက်တိုက်ပြက်ကွက်မှုမရှိတပ်သားများ 2021ခုနှစ်ဒီဇင်ဘာလမှ2025ခုနှစ်ဇွန်လအထိတာဝန်ထမ်းဆောင်ထားသူများကိုလုံးဝပြက်ကွက်မှုမရှိတပ်သားများအဖြစ်သတ်မှတ်ထားပြီးဂုံပြူလက်ဆောင်များကိုလည်းအသီးသီးချီးမြှင့်သွားနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ဂုံပြူလက်ဆောင်များတွင်ပြက်ကွက်မှုမရှိထောက်ပို့တပ်သားဤနာမည်နှင့်တည်ထံပြုလုပ်ထားသောဂုံပြူလွာပြည်သူ့ကာကွယ်ရေးတပ်မတော်မှတရင်မှုများဒုတရင်မှုတူးချင်းစီဤဓာတ်ပုံနှင့်ဂုံပြူစကားပါဝင်သောအမှတ်တရစာအုပ်ကာကွယ်ရေးဝန်ကြီးဒုဝန်ကြီးများဤဂုံပြူလက်ရေးစာများ ားပြက်ကွက်မရှိ PRF ထောက်ပို့တပ်သားများ၏ကိုပိုင်နံပါတ်ပါဝင်တဲ့ဂုံပြူဆွဲပြားတို့ကိုဂုံပြူပေးအပ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါပြက်ကွက်မှုမရှိကမ်ပိန်းကို2025ခုနှစ်ဇွန်လ22ရက်မှ2025ခုနှစ်ဇူလိုင်လ31ရက်အထိပြုလုပ်သွားမှာဖြစ်ပြီးဂုံပြူလက်ဆောင်များအကြောင်းအစီအစဉ်အသေးစိတ်ကိုလည်းထပ်မံဖော်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Carshell ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။